သူသားတွေကပါအားပေးအားအခမ်းမြမာ news channel တွေကနေနေ့စဉ်ပြန်ပြီးသုဆလိုက်ပါတယ်။ဝိရစီဝါထောင်ချောင်းလေးအာရခတ်တက်တို့ဆိုတဲ့သတင်းသုံးသက်ချက်ဆောင်းပါးလေးတစ်ပုဒ်တင်ဆက်ပေးပါမယ်။ဝင်ရေးဆိုင်သူအောင်မင်းဖြစ်ပါတယ်။ DMG သတင်းဌာနကတင်ဆက်ထားတဲ့ဆောင်းပါးလေးကိုပြန်လည်မျှဝေတင်ဆက်ပေးခြင်းဖြစ်ပါတယ်။အဆုံးထိကြေညာနာဆင်ပေးကြပါအောင်ခင်ဗျာ။မွေးရစီဝါထောင်ချောင်းနဲ့အာရခတက်တို့လက်ရှိမြန်မာနိုင်ငံကြီးဟာအပြန်အလှန်ထွန်းတဲ့မှုများနဲ့ပြင်နေနေသည် 2022ခုနှစ်မှာအနာသိမ့်ခဲ့တဲ့မြန်မာစစ်တပ်ကိုဆန့်ကျင်တွန်းလှန်နေတဲ့တွန်းလှန်တပ်ဖွဲ့အသီးသီးနဲ့မြန်မာစစ်တပ်စစ်ကောင်စီတို့အကြားဖြစ်ပွားနေတဲ့အစင်းမိဟာလေတငွေငွေနဲ့တောင်းလောင်နေစေဖြစ်သည်စေရေးအသာချေရယူနိုင်ရန်ဂျိုပန်မှုများအပြင်နိုင်ငံရေးအသာချေရရှိရန်နဲ့ပြင်ပအဖွဲ့များရဲ့နိုင်ငံရေးသိခါကြဆင်းရန်အပြင်နိုင်ငံတကာတရားဝင်မှုရရှိနိုင်ရန်နေလန်မျိုးစုံနဲ့ဂျိုပန်နေကြတဲ့အခြေအနေကိုတွေ့ရမှာဖြစ်ပါတယ်စစ်ကောင်စီဟာတရားဝင်မှုရရှိဖို့နဲ့ စစ်တပ်ကအပိတ်ကိန်ထင်ချုံထားတဲ့ရွေးကောက်ပွဲကို မကြမီကျင်းပတော့မှာဖြစ်ပါလေတခြားတစ်ဖက်မှာလည်းစစ်ကောင်စီလက်ထက်ကနေထင်းချုံနေမြေတွေကိုစီးရဲအရာတက်ခဲ့ပြီးအုပ်ချုပ်ရေးလုပ်ငန်းတွေတည်ဆောက်နေတဲ့တော်လိုင်းရေးတပ်ဖွဲ့တွေကိုနိုင်ငံရေးတက်ခဲ့မှုများနဲ့အချိန်မြင့်လှုံ့ဆော်နေပါတယ်။အဲ့ဒီထက်မှာရခိုင်ပြည်အတွင်းမြို့နယ်ဆစ်လစ်ခုနဲ့ရှင်းပြည်နယ်ပလောဝမြို့နယ်တို့ကို တင်ပိတ်ထားတဲ့အရခတတော်အေကိုငွေရေးစီဝါနဲ့ပတ်သက်ပြီးတိုက်ခိုက်မှုဟာစစ်ကောင်စီရဲ့မဟာဗျူဟာမြောက်နိုင်ငံရေးတက်ွက်တစ်ခုဖြစ်တယ်လို့ရှုမြင်နိုင်ပါတယ်။စစ်ကောင်စီရဲ့ဆွေဆွေရှက်တွေကိုကြည်ကြရအောင်ပါ။မြန်မာစစ်တပ်ဟာအနာမသိမီကပဲအရခတတော်အေအင်အားကြီးထွားလာတဲ့ကာလကတည်းကအေကိုငွေရေးစီဝါနဲ့ပတ်သက်ကြောင်းဆွေဆွေရှက်တွေပြုလုပ်ခဲ့ပါတယ်။နိုင်ငံတော်မှပြည်စီဝေချိုး NLD ဆိုရလက်ထက်2015ခုနှစ်မှာရန်ကုန်မြို့မှာအေရဲ့ ဒုတိယပုံမှုကြီးအောင်မြကျော်ဖမ်းဆီးခံခဲ့ရပြီးအတူနေထိုင်တဲ့ဥပဝေတန်ထွန်းကိုဘရဆေးပြား၃သိန်းကျော်ဖမ်းဆီးရမိခဲ့တယ်ဆိုရက်ထုတ်ပြန်ပြီးတော့ဘရဆေးပြား၃သိန်းကျော်ဖမ်းဆီးရမိခဲ့တယ်လို့အဲ့ဒီအချင်းကထုတ်ပြန်ခဲ့တာအင်းနဲ့မူရစီဝါနဲ့ဆက်ဆက်မှုရှိတာကိုစတင်ဆွစီခဲ့ပါတယ်အရခတ်တပ်တွေရဲ့ပြဿနာဖြစ်ရှင်ဘဝစံနှုန်းများတဲ့အခြေအနေကိုလိုက်ပြီးတော့ဖြစ်ရှင်တက်ရှင်ကြောင့် အင်းနဲ့မူရီစီဝါကရှင်နာကိုတန်တရားချီကြောင်းနိုင်ငံတကာလက်လာကုန်တဲ့သူမွန်တမာကဆိုပါတယ်ကျွန်တော်အနေနဲ့ပြောရရင်တော့အေရဲ့ခေါင်းဆောင်မှုကပြဿနာရဲ့အခြေအနေပေါ်မူတည်ပြီးဖြေရှင်းတတ်တာကို တွေ့ရတယ်။ဆိုလိုတာကဇန်နုံးတွေအတိမ်သွားတာမဟုတ်ပေနဲ့ဒီပြဿနာကိုဘယ်လိုဖြေရှင်းလို့ရမလဲဆိုတာတွေပဲကသွားတာတွေ့ရတယ်။ကျွန်တော်လည်းအေဟာဝိရစီဝပြဿနာနဲ့ခင်ချင်နေဆိုတာကိုတန်တရားတော့အနေနဲ့ဖြစ်တယ်လို့မွန်တမာကပြောပါလိမ့်။၂၀၁၈ခုနှစ်ကတည်းက အစိုးရနဲ့မြန်မာစစ်တပ်ကအေဟာ2016ခုနှစ်ဒီဇင်ဘာလနဲ့2018ခုနှစ်နိုဝင်ဘာလအကြာမှာမက်တမ်မက်ဒဖက်ဒမင်းစီဗျာ၄တန်းကျော်ရောင်းဝယ်ဖောက်ကားခဲ့တယ်လို့အဆွစီခဲ့ပါတယ်စစ်ကောင်စီရဲ့ဆက်စည်းရှိအရာအေဟာမွေးရေးစေဝါတွေကိုရှမ်းပြည်ကမန္တလေးနဲ့ရန်ကုန်ကိုဖြတ်ပြီးတော့ရခိုင်ကိုယူပြီးရခိုင်မှတဆင်ဘင်္ဂလားဒေ့ရှ်နိုင်ငံအိန္ဒိယနိုင်ငံတို့ကိုကုန်းလန်းကျောင်းနဲ့မလေးရှားအင်ဒိုနီးရှားနိုင်ငံတို့ကိုလေဤလန်းကျောင်းမှတဆင်ပို့ဆောင်နေခြင်းဖြစ်ရည်လို့ပုံပေါ် ထားပါတယ်2023ခုနှစ်နိုဝင်ဘာလ13ရက်နေ့အေရဲ့ရခိုင်ပြည်တိုင်တပ်ွေစတင်ခဲ့တဲ့အချိန်ကစပြီးတော့စစ်ကောင်စီရဲ့ဆွေဆွေရှိဟာအချိန်မြင့်လှုပ်ဆောင်လာတာကိုတွေ့ရမှာဖြစ်ပါတယ်ရခိုင်မှာမြို့သိမ်းတပ်ွေစတင်ပြီးတော့တလမပြည့်မီစစ်ကောင်စီကအေရဲ့အမေရိကန်ဒေါ်လာ24တန်းကျော်တန်ဖိုးရှိတဲ့မူရေးစေဝါတွေကိုဖမ်းမိခဲ့တယ်လို့ဒဇင်မှန်လာမှာထုတ်ပြန်ကြေညာပါတယ်ရခိုင်ပြည်တခုလုံးဒီပါကိုတိမ့်ပိတ်ထိရှုပ်ဒီကာလ2025ခုနှစ်မက်လာမှာကြန့်ငွေ 96ဘီလီယံဧပြီလမှာကျပ်ငွေ10ဘီလီယံမေလမှာကျပ်ငွေ300ဘီလီယံဩဂုတ်လမှာကျပ်ငွေ260ဘီလီယံစက်တင်ဘာမှာကျပ်ငွေ190ဘီလီယံနိုဝင်ဘာမှာကျပ်ငွေ120ဘီလီယံတန်ဖိုးကိုဖန်ဆီးရမိခဲ့တယ်လို့စစ်ကောင်စီကတော့ချထုတ်ပြန်ဆွဆွေးခဲ့ပါလေ ဒီကာလဟာစစ်ကောင်စီအနေနဲ့အေးထန်စီရေအရာရှုံးနေမှုပေါင်းများစွာကြုံနေရတဲ့ကာလလေးဖြစ်တာကိုတွေ့ရမှာဖြစ်ပါလိမ့်။အာရခတက်တော်ဟာတော်လိုင်းရေးတပ်ဖွဲ့တစ်ခုအနေနဲ့စစ်လက်နဲ့ပြည်စီတွေကိုဝေယူဖို့မြေတိဝင်ငွေလမ်းကြောင်းမှရရှိနေတယ်ဆိုတာကိုမေးခွန်းတွေရှိနေပြီးတော့ငွေရေးစနစ်ပတ်သက်မှုမရှိကြောင်းမပြောနိုင်လို့လေတုံ့သက်ကြပါလိမ့်။ အတိတ်ကအေကတကယ်မူရဲ့စေဝါချောင်းတာမလောက်တာမလောက်တာကတော့ကျွန်တော်လည်းမသိပါဘူးဒါပေမဲ့လက်နဲ့ဂိန်တက်ဖွဲ့တွေအနေနဲ့သူတို့ရဲ့ရက်တည်မှုတွေပိတ်ဆံကတော့လို့တာပါပဲစစ်တပ်ကတရင်သားလက်နဲ့ဂိန်တွေကိုပါပဲစစ်တပ်ကတော့လက်ရှိအနာရတော့အခွန်အခတွေလေးရနေပြီးတော့စစ်တပ်ရဲ့တရားဝင်ရောတရားမဝင်ရောကနေဝင်နေရှိနေတယ်အထက်ခံလက်နဲ့ဂိန်တက်တွေကြတော့မေခွန်ရှိလာပြီလို့နိုင်ငံရေးဘာသာရေးအတူပြူလက်လာနေသူကိုပြစ်ဆောင်ကတုံ့တက် ပါတယ်စစ်ကောင်စီဟာအေရဲ့မူရေးစီဝါကိစ္စကိုဂိုင်တွေးဆက်ဆွေးယုံတာမကဘင်္ဂလားဒေ့ရှ်မလေးရှားအင်ဒိုနီးရှားနိုင်ငံအစိုးရတွေကိုလည်းအကြောင်းကြားစာများပေးပို့ပြီးတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီရဲ့လုပ်ရဟာအတိတ်တကူဒီအောင်မြင်လေလို့အဆိုရမှာပါယခုနှစ်စက်တင်ဘာလ15ရက်နေ့မှာဘင်္ဂလားဒေ့ရှ်နေချာဆောင်တဲ့ PGV အရာရှိကအေအေကိုမူရီစီဝါနဲ့ပတ်သက်နေတယ်လို့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပြန်ပါတယ်။အာရခတ်တပ်တွေအေရဲ့တုံ့ပြန်မှုတွေကတော့ ထင်းချုံအနေမြေတွေမှာမွေးရေးစေဝါနဲ့ပတ်သက်မှုတွေကိုတိတိယောက်ယောက်အိမ်တွေအရေးယူနေတာကိုတွေ့ရပါတယ်။နောက်ခိုင်ဒေသမှာရှိတဲ့ထင်းချုံမြို့နယ်တွေမှာအရခတတော်က ငွေရေးစည်းဝါးဖန်ဆီးမှုတွေစတဲ့လှုပ်ဆောင်လိုက်ပြီးယခုနဲ့အကောလ30ရင်းနေကပေါနာကြောင်မျိုးနေအတွင်ငွေရေးစည်းဝါးဖြန့်ဖြူးရောင်းချသူတွေထဲကအရခတ်တပ်တို့ A တပ်ဖွဲ့ DLEPS တပ်ဖွဲ့ဝင်9ဦးအပါအဝင်ရောင်းချသူ12ဦးကို A ကဖန်ဆီးခဲ့ကြောင်းတင်ရရှိပါတယ်မူရီစီဝါကိုပြင်ထန်စွာဆန့်ကျင်ကြောင်းနဲ့မူရီစီဝါတက်ပြီးအတွက်အဖွဲ့အစည်းတိုင်းနဲ့ပူးပေါင်းနိုင်ကြောင်းလေးအေဘစ်ကဆိုထားပါတယ်။ ကျွန်တော်တို့ URL အနေနဲ့ဒီလိုလူအဖွဲ့အစည်းကို NDA ပြုမဲ့မွေးရေးစေဝါဟုသမျှကိုပြည့်ပြည့်တန်တန်ဆန့်ကျင်ပါလေလုံးဝပတ်သက်မှုမရှိပါဘူးမွေးရေးစေဝါတက်ပြည့်ရဲ့အတွက်ဘေးအစိုးရနိုင်ငံတကာဖွဲ့စည်းနေမှာဆိုပူပေါင်းဆောင်ရွက်သွားဖို့အစီအစဉ်ရှိပါလေလို့ဥခင်တုခကဩဂလအတွင်းကပြုဆိုခဲ့ပါလေစစ်ကောင်စီရဲ့ဆွေးစည်းရှိတိုင်ကိုလည်းညှဉ်းဆို့ထားပြီးတော့မြန်မာနိုင်ငံတွင်ဝေးစီဝါလောင်ကစားကြားဖြန့်ဆတာတွေကိုစစ်ကောင်စီကသာပြုလုပ်နေခြင်းဖြစ်ကြောင်းအရကတက်တော်ကတက်ပြန်တက်ဆက်စီထားပါတယ်ဒီဟာကတော့အကြံဖြစ်စစ်ကောင်စီရဲ့မယုတ္တနိုင်တဲ့ မတရားလုပ်ကြံဆွဆွေးနိုင်ငံရေးအလုံးတွေနဲ့အတန်းကြတဲ့ဝါဒပြန်တက်ခဲမှုတွေဖြစ်ပါလေအားလုံးသိကြတဲ့အတိုင်းမြန်မာပြည်မှာမူရေးစေဝါနောက်ကစားကြပြန့်လူကုန်ကူးမှုစရှိတဲ့မကောင်းမှုဒုစရိုက်လုပ်ငန်းဟူသည်များကိုမင်းဟွန်နိုင်ဦးဆောင်တဲ့အကြံဖြင့်ဆေးရစွဲခင်ကဥဆောင်ထိန်ချုပ်လုပ်ကင်နေတာဖြစ်တယ်လို့ဥခင်ဒုက္ခကဆိုပါတယ်စစ်ကောင်စီရဲ့ဆွေးဆွေးရှင်နဲ့ပတ်သက်ပြီးအာရခတက်တိုတမှုချုပ်ပူချုပ်ထွန်းမြတ်နေကပြီးခဲ့တဲ့စက်တဘာလမှာပြုလုပ်ခဲ့တဲ့အရာဝတီမြန်မာပိုင်းနဲ့အင်တာဗျူးမှာခုလိုရှင်းပြထားပါတယ် ဒီဟာကသူ့ရဲ့မဟာဗျူဟာမြောက်တက်ခွေဖြစ်တယ်။ရှမ်းမြောက်ကလာတဲ့မူရီစေဝါတွေရန်ကုန်မြို့ကိုဘလို့လှုပ်ပြီးတော့ရှောက်လာတာလေဗျာ။ကရင်ပြည်နယ်ကနေပစ္စတိုဂျီတတော်မလွတ်ရအောင်ဖမ်းနိုင်တဲ့ဟာအဲ့ဒီမူရီစေဝါတွေရန်ကုန်ကိုဘသူကဂျူလာပေးတာလေဗျာ။ကျွန်တော်တို့ကသူများကိုမြင်အောင်အဲ့လိုမျိုးပြပြချင်တယ်လို့ဘုချုပ်ထမြန်တွေကပြောကြားခဲ့ပါတယ်။ယခုနေ့ဇွန်လကလေးညီတော်မဟာမိတ်တုတ်ခွေထိချုပ်တာလေရှမ်းမြောက်ပိုင်းမင်းယူဒေသ105မိုင်တစ်စီးကိမှာဖမ်းဆီးရမိတဲ့ဝေချက်ပေါင်း300ကျော်တံပိုးရှိတဲ့ဘေးဖြူ ်စက်ပြာခွဲ့12ခွဲ့အထုပ်2ထုပ်အချိုရည်ပိတ်အတွင်ရှိဘိန်းဖြူ223ခု Happy Water 56ထုပ်ရမစိတ်ကြွဆေးပြား 12660ပြားနဲ့ဘဲမီတထုပ်တော့ကိုမိချုပ်ဖြစ်စီခဲ့ကြပါတယ်။အကောင့်ပြင်အာရခတ်တက်တော်ဟာရော်ခိုင်ကအထူးချုပ်ဒေတာအတွက်စေပြိုထားတဲ့အာဆီယံကိုဘိန်းဆာရွက်ပင်စေပြိုမှုကိုအရေးယူဖြစ်စီခဲ့ပါတယ်။ထမံစေပြိုကြာရန်နဲ့ဝေးစီဝါနဲ့ပတ်သက်တဲ့အသိပညာပေးမှုတွေကိုလည်းလက်ဆောင်ထားပြီးလက်ရှိအချိန်ထိဝေးစီဝါပြဿနာကိုဂိမ်းတွင်နေကြောင်းတွေ့ရပါတယ်။အာရခတ်တက်ရဲ့အစီအစဉ်၃စီရဲ့ဝင်ငွေလမ်းကြောင်းကိုထောက်ပြပြီးဝေးစီဝါလမ်းကြောင်းထိတော့အလွေတွေကိုတွန့်ပို့နေကြခြင်းဖြစ်ကြောင်းအာရခတ်တက်ရဲ့နေဆက်သူတွေကဆိုပါတယ်။ ငွေရေးစေဝါဆွဆွေမှုများရှိနေပေမဲ့အာရခတ်တွေရဲ့ဝင်ငွေနဲ့အစ်စ်လက်နဲ့လမ်းကြောင်းတွေကိုတရားဝင်ရှာမပြနိုင်ခြင်းကြောင့်အာနေချက်တခုအဖြစ်ရှိနေပေမဲ့လေမှန်ကန်စွာရပ်တည်နေတဲ့အတွေ့အကြုံစိုးရိမ်မှုမရှိလို့အာရခတ်တွေနဲ့နေဆက်တဲ့နိုင်ငံရေးသုံးသပ်သူတို့ကဆိုပါလေကျုံလာရနိုင်တဲ့နိုင်ငံရေးစင်ကုန်မှုများလက်ရှိအချိန်မှာစစ်ကောင်စီရဲ့ဖြူဟာမြောက်တိုက်ခိုက်မှုဟာအာရခတ်တွေရဲ့နိုင်ငံရေးခရီးလမ်းအပေါ်အနေငယ်နှောင့်နှေးစေမှာတော့ညင်ရွေမရပါဘူး အနည်းဆက်ဆုံးအနေနဲ့အင်ဒီရှင်ဘင်္ဂလားဒေ့ရှ်နေချာဆောင်တဲ့အေဘော်မူရေးစီဝါနဲ့ပတ်သက်တဲ့ဆက်စစ်ရှစ်ထွက်ပေါ်လာပြီးဘင်္ဂလားဒေ့ရှ်ဘက်ကရခိုင်ကိုကုန်စည်စီစဲမှုပြပင်ထားခြင်းဟာစစ်ကောင်စီစိုးပမ်းမှုရဲ့အတိတ်ကအရာလက်တစ်ခုဖြစ်မြင်နိုင်ပါတယ်စစ်ကောင်စီမူရေးစီဝါဆက်စစ်ရှစ်ဟာနိုင်ငံတကာကိုတည်င်းစကားပါတဲ့ပုံစံမျိုးဖြစ်ပြီးတော့အဲ့ဒီနိုင်ငံများကမိတို့မိပုံလက်ခံမှဆိုတာကိုတော့အရေးကြီးတာတော့ မှန်ပဲတော့နိုင်ငံရေးလည်လာသုံးသပ်သူတွေကအရှုံမြင်ကြပါတယ်ဆက်စစ်မှုနဲ့ပတ်သက်ပြီး NDA များတယ်လို့ပြောရပါမယ်အကုန်လုံးလေးစိတ်ဝင်တစားရှိတဲ့နိုင်ငံတကာကလည်းအရေးတူရှိတဲ့ကိစ္စတစ်ခုပါအဲ့ဒီတော့စစ်ကောင်စီကအရေးကိုပုံသွဲနာပေါ့တချိန်တည်းမှာပဲနိုင်ငံတကာကမူရစီဝါလုံနေတဲ့အဖွဲ့တစ်ခုကိုတိုက်ဖြစ်နေတဲ့သဘောနဲ့ဝါဒဖြန့်နေပေါ့ဥပမာပလဝလမ်းကြောင်းကနေအကုန်စီစီစဉ်မှုမလုပ်နိုင်အောင်ဘင်္ဂလားဒေ့ရှ်နဲ့ကုန်ပြေကူတန်ရောင်းဝယ်မှုမလုပ်နိုင်အောင်စသဖြင့်ပေါ့ နိုင်ငံတကာကတင်စကားပါတဲ့ပုံစံမျိုးကျွန်တော်တို့ကအမြင်နေအဲ့ဒီနိုင်ငံတွေကတော့ဘယ်လိုလက်ခံစဉ်းစားမလဲဆိုတာကအရေးကြီးတယ်ပေါ့နော်လောနိုင်ငံရေးလက်လာပုံကတ်သူမောင်တမကဆိုပါလေငွေရေးစေဝါကိစ္စဟာနိုင်ငံတကာဥပဒေနဲ့ငွေဝါဒတွေနဲ့ဆန့်ကျင်တဲ့ကိစ္စဖြစ်ပြီးတော့ချစ်စစ်တဲ့အဖွဲ့အစည်းတွေကိုအကြံပေးအဖွဲ့အစည်းနိုင်ငံတကာကသတ်မှတ်လေးရှိပြီးနိုင်ငံရေးတရားဝင်မှုလေးမရနိုင်တဲ့ပြဿနာဖြစ်ပါတယ်မြန်မာအာဖဂန်နစ္စတန် အော်လီဗီယာကိုလံဘီယာနဲ့ပင်နီဆွေလာနိုင်ငံတို့ဟာပြီးခဲ့တဲ့ဆယ်နှစ်လအတွင်းမူရစီဝါတက်ပြေးနဲ့တစ်ဆိုင်တဲ့နိုင်ငံတကာကတိကဝဲတွေကိုနိုင်နာဖို့ပြည့်ပွဲခဲ့ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြီးခဲ့တဲ့စက်တဘာလကကြေညာခဲ့ပါတယ်။အရခတ်တော်အနေနဲ့မူရစီဝါနဲ့ပတ်သက်မှုမရှိတဲ့တက်သေးတွေရှာပြနိုင်တဲ့အချိန်ရောက်ရင်တော့ယခုဆွဆွမှုတွေပြောက်ွေသွားမှာဖြစ်ကြောင်းအေးနဲ့အနည်းဆက်တဲ့နိုင်ငံရေးသုံးသပ်သူတို့ကပြောပါတယ်။အရှိအချင်းတီအရခတ်တတော်ပေါ်ရခိုင်ပြည်သူတွေရဲ့အကြီးမှုဟာအကောင့်နဲ့ဆက်ပြီးရရှိမှလည်းယခုတည်းပေါ် ကောင်းမွန်တဲ့ဝန်ဆောင်မှုတွေကိုမျှဝေကြအောင်ရခိုင်ပြည်သူတွေကဆိုကြပါလိမ့်။ဟုတ်ကဲ့ပါခင်ဗျာ။ဒါကတော့အခက်တတော်နဲ့ပတ်သက်တဲ့ငွေရေးစီဝါဆက်စွေးရှစ်တွေကိုစုစည်းတင်ဆက်ထားတဲ့ငွေရေးစီဝါပြဿနာနဲ့အခက်တတော်ပြင်ဆင်ရတဲ့နိုင်ငံရေးရင်းဆိုင်ကြွတွေ့ပြဿနာတွေတင်ဆက်ထားဖြစ်ပါလိမ့်။ဆုံးဖြတ်ချက်ရှုနာဆက်ပေးကြတဲ့ဒါမှမဟုတ်ပြည်သူညီကိုမတော်များအားလုံးကိုထူးချီးကျူးရင်ရှိပါလိမ့်။ရုပ်သံပတင်ဆောင်ပါအနေနဲ့မတင်ဆက်ပေးနိုင်တာတော့နားလေခွင့်လို့ပြကြဖို့မြတ်တရားရခံကြပါလိမ့်။ အားလုံးပြည်သူပြည်သားများလည်းတော့မြန်မာပြည်သူပြည်သားများအားလုံးဒီကိစ္စမှာကြားပါစေခင်ဗျာ။